ကိုင်းငံလင်ဖြစ်ပွားချိန်မှာမန္တလေးတိုင်းပျော်ဝင်မြို့ပေါ်ကရက်ကွက်အများစုလည်းပြိုကျပျက်စီးသွားခဲ့ပါတယ်။ငလင်လောက်ခတ်ချိန်မှာပျော်ဝင်မြို့မှဇီးအနီးက KBZ ဘဏ်တစ်ခုလုံးပြိုကျပျက်စီးသွားခဲ့ပြီးဘဏ်ဝင်နှန်းတွေနဲ့ဘဏ်ကိုလာတဲ့သူအယောက်40လောက်ပိတ်မိခဲ့တာပါ။ဒီနေ့မတ်လ31ရက်ဆိုရင်၄ရက်မြောက်ရှိသွားပြီလည်းဖြစ်ပါတယ်။လူပေါင်း40ပြိမ့်မိနေတဲ့အဲ့ဒီနေရာကိုတော့ဒီနေ့၄ရက်မြောက်နေ့အထိကယ်ဆယ်ရေးတွေထိထိရောက်ရောက်မလုပ်နိုင်ပဲပြိမ့်မိသူတွေရဲ့မိသားစုတွေကတော့ဘဏ်ပြဘက်မှာစောင့်ဆိုင်းရင်းစိုးရိမ်ပူပန်မှုတွေမြင့်တက်နေကြပါတယ် ပိတ်မိနေတဲ့မိသားစုဝင်ကိုစောင့်ဆိုင်းနေသူတယောက်ကို DVV ကဆက်သွယ်မေးမြန်းထားပါတယ်ရှင်။ဟုတ်ကဲ့ပါဒီနေ့ဒီပျော်ပွဲ KBZ ဘန်မှာပေါ့နော်ငလင်ကြောင့်ပိတ်မိနေသူတွေကိုကယ်ဆယ်ဖို့စောင့်ဆိုင်းနေကြတယ်လို့သိရပါတယ်။အမားတို့မိသားစုဝင်တယောက်လည်းပိတ်မိနေတယ်လို့သိရပါတယ်။အဲ့ဒီအခြေအနေလေးကိုပြောပြပေးပါအောင်ရှင်။ဟုတ်ကဲ့ဟောတယ်တော့သူတို့လုံးလုံးနေတယ်ဘေးရဟာဒီပဲကောက်ရှာနေတယ်ပြင်းပြတ်ဘက်ပေါ်ဒီကတရားမှပြန်မရသေးဘူး။ ဲ့ဒါလေးပဲပြောနေကြတယ်။ဒါထဲမှာသူတို့ခမန်းကြီး40လောက်တော့ပိတ်နေတာလို့ပြောရပါမယ်။ကျမအဲမောင်လေးကတော့မောင်လေးနဲ့သူလေးနဲ့နှစ်ယောက်တော့သူလေးကအဲ့နေရာနေရင်းပြန်ရတယ်။မောင်လေးကအခုချိန်ကြီးဒါမှဘလို့မဟုတ်တတ်ဖို့လိုမရအောင်ဖြစ်။တစ်ခါဥဆုံးနေရတော့ဖြစ်ဖြစ်ရှင်နေရတော့ကောကနေရတော့အပြုံသူအသက်ရှင်နေအကုန်လုံးအပေါ်ဆုံးဘက်မှာရောက်တဲ့သူကအသက်ရှင်နေတဲ့ဘောလားမသိပါဘူး။ကျမကျမတူလေးကတော့တယောက်လေးပါတယောက်ဘန်းဝန်နန်းနေနဲ့ ခုနှစ်ယောက်လောက်လွတ်လာတယ်ပထမဆုံးနေ့တနေ့ပဲအရှင်လိုက်ထွက်လာပြီနောက်ရဒုတိယနေ့မှာနှစ်ယောက်ရတာတစ်ယောက်ကတည်သွားတယ်နေ့ရရတဲ့လူကတော့ဘသူဘေးရရတယ်ဘေးဝါဆိုတာကိုမသိလိုက်ဘောင်းတယ်သူကပေါ့အနှံ့အယမ်းထွက်နေတော့ကားရဲ့တခါတည်းခေါ်သွားတယ်လို့ပြောတယ်နောက်အော်မနေ့ရတော့နိုင်ငံခြားသူတို့လေဖေးတွေနဲ့အတွင်းထဲကိုပေါ့နော်အဲ့ရှိသေးလားမရှိသေးလားလို့ကုန်စားကမ္ဘာနဲ့ဝင်ပြီးတော့စက်ခိုင်းတယ်လို့ပြောရမယ်စက်ခိုင်းတော့ တို့နှလုံးကုန်မဲ့လူတွေမရှိတော့ဘူးတွင်းထဲမှာတက်ရှိတဲ့လူမရှိတော့ဘူးလို့ပြုတ်ပုံတော့ပြောတယ်ဟုတ်ကဲ့ပါအခုကယ်ဆယ်ရေးတွေကရောဘယ်လိုမျိုးပုံစံနဲ့လုပ်နေတာကိုတွေ့ရလဲပေါ့နော်ပြီးတော့ဒီ data ring ကယ်ဆယ်ရေးသမားတွေအာကယ်ဆယ်ရေးသမားတွေလာပေါ့သူတို့ကလေအဲ့ဒါကိုလည်းပြောပြပေးပါအောင်ရှင်နေရာတိုင်းတော့ပြီးတော့ဒီတက်ဆူရတာစောင့်လာပဲကယ်ဆယ်မှုရှင်ကကယ်ဆယ်မှုကအားနည်းတယ်ကိုရဲ့ သူတို့ကပကူးလေးတေးလေးနှစ်စီးလေးနဲ့ပဲအလုပ်လုပ်နေရဲ့ဟိုလမ်းဆောင်နဲ့မိသားစုမျိုးနဲ့အားအကမခံသူတို့ဘန်ထဲမှာပတ်စံနေပါလေရှိနေပါအဲ့ဒီသူသူသူပဲအလုပ်လုပ်ပြီးတော့ဘေးကနေလာပြီးကိုင်ရင်မဲ့ရိုက်တာတွေလည်းဘဝလည်းမခံကိုင်ရင်လည်းမခံသူတို့မိသားသူတို့ရဲ့အလုပ်ကလေးပဲလုပ်တဲ့လူလေးပဲရှိနေအဲ့ဒါလည်းသူကအလုပ်မလုပ်ဘူးအလုပ်ကိုကျမတို့ဖြစ်ပြချင်တာသူတို့ငယ်ငယ်ဆန်ဆန်ပေါ့ဒီတရက်နှစ်ရက်အတွင်းထဲမှာကိုင်ကိုင်လို့ရတယ်ဆိုရင်ကိုင်ပြီးတော့ အသက်တည်သွားလိမ့်ရှင်တော့ခဏကြီးရှိတယ်ကိုကသုံးလေးရက်ကြာနေသူ့ကိုကြီးကဘာမှသုံးမဝင်လို့ခံစားနေရတာမျိုးတချို့နေရတာအာသူတို့အောင်ပန်းပကနေကယ်ဆယ်ရေးဆက်လာတယ်သက်ကောင်ဆုံးဒုတိယရံမှာဆက်လာတယ်သူတို့ကကိုကြီးမို့လက်ခံတို့လည်းလည်းပြောတာပဲဆုံးလာပါပဲတကယ်ကတော့သူတို့အပြားလုံကြုံရေးတွေကတန်စုကျွေးနေတဲ့ခက်ပြီးတော့လုံကြုံရေးတွေကနားကိုကမခံဘူးအဝမခံဘူးသူကအဲ့လိုမျိုးတွေပဲပြောနေတယ် သူတို့သူတို့လုံနေတော့လေအကိုတကယ်ဆိုရင်ညာတော့ကလေးကဒီပြန်ဆွဲရမှာလေမနေ့ကဆိုသေးတာပြီးတော့တင်းနေရတူကြီးအသက်ကြီးတန်ဖိုးထားရမယ်သူတို့လောက်ရမယ်လေမဟုတ်ဘူးသူကမနေ့ကမိုးလဲမှာစီစဉ်ဆွဲပြီးအလုံးလုံးနေရသူတို့ပတ်စံနေဝဲအရာထုတ်နေတယ်လို့ပဲမြင်ကြတာပေါ့ပြီးရစောင့်နေတဲ့လူတွေကသူတို့ပတ်စံဝဲအရာထုတ်ပြီးဒီဒီဘန်ငါးထပ်ပြန်ကြည့်ကြတာကိုဒီနေ့ဟောဆို၄ရက်ရှိပြီခုချိန်ကဘာမှကို အဲဒီတိုင်းကဒီတိုင်းပဲကုတ်ကကုတ်နေရပဲပါဖုန်းနဲ့ကုတ်နေတာလည်းဖြောင်းမှုမရှိဟုတ်ကဲ့ပါအခုဆိုရင်၄ရက်မြောက်လည်းဖြစ်သွားပြီဆိုတော့ဗောနော်မိသားစုဝင်တွေအနေနဲ့အတော်လေးစိုးရိမ်ပူပန်ကြမယ်ဆိုတာနားလည်ပါတယ်ရှင်အခုတော့ဒီတခြားမိသားစုဝင်တွေရောစောင့်ဆိုင်နေကြတယ်လို့သိရပါဗျာအဲ့ဒီမှာမြင်ရတွေ့ရတဲ့အခြေအနေနဲ့ဗောနော် အာအလုံးရဲ့စိတ်ပူပန်မှုမျှော်လင့်ချက်တွေကရောဘယ်လိုမျိုးရှိနေကြပါသလဲရှင်ဒီမိသားစုဝင်တွေအနေနဲ့ရောဘာအမြန်တောင်းဆိုပြောကြလို့ပါသလဲရှင် တို့အသက်မရှိတော့ဘူးပြောလေကျွန်တော်တို့ကဘလို့ပြေးလဲတော့အခုတို့ဒီမန္တလေးဘက်ဒီမှာလေဒီနေ့အထိကယ်ဆယ်ရေးလုံးတာအသက်ရှင်နေတဲ့လူတွေရှိတော့ကျွန်တော်တို့စိတ်ထဲမှာတော့ဘယ်နဲ့မှအသက်ရှင်နေသေးတယ်လို့ပဲမျှော်လင့်မိတာပေါ့နော်အဲ့လိုတို့ကိုမြင်မြန်တန်ကွန်ကြီးသိကျင်တာဒါဥက္ကဋ္ဌတို့ကအဲ့လိုမကွန်ကြီးပဲနဲ့ကယ်ဆယ်ရေးကိုဖတ်မလို့တဲ့နဲ့ဒီမှာရှိရတဲ့ကဝိုင်းလုံးကြီးတော့ထီအောင်ဖျောင်းမှုမရှိဘူးပေါ့နောက်ဆုံးတေသွားတယ်အသက်မရှိဘူးဆိုရင်တော့မှဒီ double double ကိုကျွန်တော်တို့ကရကျင်တာ ျမတို့အကုန်လုံးမိသားစုဝင်တွေကအကုန်လုံးအိစနာပဲအပြင်မှာစောင့်နေတဲ့လူတွေကကိုယ့်ဘက်ပေါ်လေးကိုတော့ဘူချင်ကြတာပေါ့နော်နောက်ဆုံးတည်တယ်ရှင်းတယ်ဆိုတာအတိအကျတည်ချင်တာပေါ့အခုချိန်ဒီလဲဒီနေရာတွေမှာကအသက်ရှင်နေတယ်ပြန်တွေ့နေတော့အသက်ရှင်အောင်မယ်လို့ပဲညှော်လင်းနေညှော်လင်းလုံးပေါ့ကျမတို့ကမှအစားဒါကတော့ပျော်ဝင်မြို့ KBZ ဘဏ်အပြည့်အစီရအောင်မှာပိတ်မိနေသူတွေပြန်လည်လွတ်မြောက်လာရေးစောင့်ဆိုင်းနေတဲ့မိသားစုဝင်ကိုမေးမြန်းခဲ့တာပါ